ရုရှားနိုင်ငံကရင်းနှီးမြှုပ်နှံပြီးရေနဲ့စိတ်ကမ်းနဲ့စွမ်းအင်စီမံကိန်းများပါဝင်မဲ့တင်းနေသားရိတိုင်းဒဝဲအထူးစည်းဝါးရေးဆောင်ဒေသမှာအာဏာသိမ်းတပ်ကအပြင်းထန်ထိုးစစ်ဆင်နေတယ်လို့ဒေသခံတော်လိုင်းတပ်ဖွဲ့တွေကပြောပါရယ်ဒဝဲမြို့အနောက်မြောက်ဘက်ဆယ်မိုင်ကျော်ကွာမှာရှိတဲ့ကန်ဝရန်ဒေသမှာရှိတဲ့ကြီးွာတွေကိုအော်တိုဘာလာဇန်းပိုင်းမှာစတင်ကထိုးစစ်ဆင်နေတယ်လို့ဆိုပါရယ်ဒါပြင်စည်းဝါးရေးဆောင်နဲ့မိုက်တရားကွာမှာရှိတဲ့ထိုင်းမြန်မာနယ်စပ်ထီးခီးွာကိုလည်းအော်တိုဘာလာရှိရနေကနှစ်ကြိမ်ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ရဲ့တင်းတင်းသားရီတိုင်းဆစ်စင်ရေးအရာရှိက ပြောဆိုထားပါတယ်။ရင်းနှီးစိတ်ကမ်းမှာတင်းပေါ်ဆိုင်လို့မရသေးတဲ့အခြေအနေမှာတီဆောင်ရေးအတွက်လိုအပ်တဲ့ပစ္စည်းတွေကိုတီခီလန်းကနေတည်ရမှာဖြစ်ပါတယ်။ရင်းနှီးစိတ်ကမ်းနဲ့တီခီဟာမိုက်တရားကျော်ပဲဝေးပါတယ်။ဒီလဟာရင်းနှီးစိတ်ကမ်းအတွက်ပစ္စည်းတွေဝေးမှာအနည်းဆုံးလမ်းဖြစ်ပါတယ်လို့အဆိုပါအရာရှိကဆိုပါတယ်။တီခီရွာကိုဝိုင်းတွဲမျိုးစားလျင်နဲ့120မမဘုံသီးအလုံး40ကျော်ချဲချခဲ့ပြီးမွန်လွဲ2နာရီမှာလည်းတိုက်ခိုက်ရေးလျင်လာရောက်ပစ်ခတ်တာကြောင့် ဒေသခံ350ကျော်ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်းကရင်အမျိုးသားစီယုံ KNU ကထုတ်ပြန်ထားပါတယ်။ရင်းနှီးစိတ်ကန်းကတော့သူတို့မဖြစ်မနေလုံးမှာဖြစ်တယ်လို့တော်လိုင်းဘက်ကလည်းမဖြစ်မနေတားဆီးရမှာပါ။အခုထီခေကိုလေကြောင်းနဲ့ဘုံချဲတာလည်းဒီရင်းနှီးစိတ်ကန်းလမ်းကြောင်းရှင်းတယ်လို့ယူဆပါရတယ်။ထီခေလမ်းကြောင်းကိုသူတို့မထိန်နိုင်ရင်ရင်းနှီးစိတ်ကန်းလုတ်ဖို့မလွယ်တော့ဘူးလို့ဆိုပါတင်းနေတိုင်းစစ်စင်ရေးရာရှိကပြောဆိုထားတာပဲဖြစ်ပါတယ်။တဝဲအထူးစီးပွားရေးဆောင်ရင်းနှီးတိဆောက်ဖို့အာနာသိစစ်တပ်နဲ့ရုရှားနိုင်ငံတို့နားလည်မှုစာကြုံလွှာလက်မှတ်ရေးထိုးလိုက်ကြောင်း ဖေဖော်ဝါရီ24ရက်နေ့ကရုရှားသတင်းဌာနအင်တာဖက်ကရေးသားဖော်ပြထားပါတယ်။195စတူယန်ကီလိုမီတာ85စတူယန်မိုင်ဒီပါကျယ်ဝန်းတဲ့တဝဲအထူးစီးပွားရေးဆောင်ကကပ်ပလီပင်လယ်ပြင်နဲ့ထိုင်းပင်လယ်ကွေ့အနီးမှာမဟာပြူဝါကျတဲ့နေရာမှာအကောင့်ထဲဖော်မဲ့စီမံကိန်းကြီးလည်းဖြစ်ပါတယ်။ဒီစီးပွားရေးဆောင်မှာရေနဲ့စိတ်ကန်းဆက်မှုဆောင်လျှက်စစ်စွမ်းအင်နဲ့အခြားစီမံကိန်းများလည်းပါဝင်ပါတယ်။ စက်တင်ဘာလ30ရက်နေ့နဲ့အောက်တိုဘာလ1ရက်နေ့တို့မှာလည်းတဝဲအထူးစည်းဝိုင်းဇုံအတွင်းပါဝင်တဲ့ဧကနိယွာနီတိုက်ပွဲပြင်းထန်ခဲ့တယ်လို့ဒေသခံတွေကဆိုပါတယ်။အဲ့ဒီတိုက်ပွဲအတွက်မှာစစ်တပ်ကမီးရှို့ခဲ့တဲ့နေအိမ်၁၀လုံးမှာစစ်သားအလောင်း73လောင်းတွေ့ရှိခဲ့ရတယ်လို့လည်းသိရပါတယ်။စစ်တပ်မီးရှို့သွားတဲ့အိမ်များမှာစစ်တပ်ဖွဲ့စည်းတည်ထောင်ထားတဲ့ကြန့်ခိုင်ရေးပါတီမှပါတီဝင်ရှင်းဦးရဲ့နေအိမ်များပါဝင်တယ်လို့လည်းဆိုပါတယ်။အဆိုပါရှင်းဦးနဲ့ဦးနိုင်ဦးဆိုသူမှာ 2020ရွေးကောက်ပွဲမှာတနင်္သာရီတိုင်းလွှတ်တော်အတွက်ဝင်ရောက်ရှင်ပြိုင်ခဲ့သူဖြစ်တယ်လို့လည်းသိရပါတယ်။အထည်နာသွားတဲ့စစ်တပ်ကကြေးရွာတွင်ဝင်ရောက်ဖျက်ဆီးခဲ့တယ်လို့လုံခြုံရေးအရအမည်မဖော်လိုတဲ့ဒေသခံတူကပြောပါတယ်။စစ်တပ်ကကြမ်းခံရေးတွေဘာတွေမသိဘူး။သူတို့ပြည်သူထင်ပြီးအကုန်လုပ်တာအကုန်ရှို့တာပဲ။ရဲသားမှန်သမျှကိုရန်သူလူယူဆပြီးမီးရှို့နေတာလို့အဆိုပါဒေသခံကပြောပါတယ်။နေအများတွင်စစ်တပ်သုံး6မီလီမီတာကြီးခွန်အများပြားတွေ့ရပြီးစစ်သားရုံလောင်းများနဲ့ရုပ်ကြွင်းများကိုဒေသခံတို့ကမီးတကြိုပေးခဲ့ရတယ်လို့လည်းဆိုပါတယ်။ အင်တွေထဲမှာကိုမမကြီးအခွန်အတောက်20ကျော်တွေ့ရတယ်။ဒဏ်ရာတဲ့စစ်သားတွေကိုခေါ်မသွားနိုင်လို့ပြစ်တက်လိုက်တယ်လို့သုံးသပ်လို့ရတယ်။အဲ့ဒီအင်ထဲမှာပဲစစ်သားတွေကိုအင်နဲ့အတူတူရောက်ပြီးတော့စစ်တပ်ကမီးရှို့လိုက်တယ်လို့ပြောပါတယ်။အာနာသိန်းတသား200ကျော်နဲ့စစ်ကြောင်းထိုးနေတာကြောင့်အေကနီ၊ဝက်ချောင်း၊ခမောင်းချောင်းရငဲကြီးဝါများမှဒေသခံထောင်ထဲချပြီးထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်းသိရပါတယ်။စစ်ကောင်မရှင်တက်ကတော်လိုင်းတပ်ဖွဲ့များထိန်းချုပ်ထားတဲ့ ထိုင်းမြန်မာနယ်စပ်ကုံသွေးလမ်းမကြီးဖြစ်တဲ့အမတ်ရှိဖီတောင်စုလမ်းမတစ်လျှောက်မှာလဲထိုးစစ်ဆင်နေတယ်လို့ဒေသခံ PDF တပ်ဖွဲ့ဝင်ဟောင်းတူကပြောပါရယ်။စစ်ရေးအခြေအနေအရဆိုရင်တော့သူတို့စစ်တပ်ကအားတောင်နေတာကိုတွေ့ရတယ်ဗျ။အရင်ကဘလို့ပဲစစ်ကြောင်းတက်တက်ကျွန်တော်တို့ဘက်ကထိန်းလို့နိုင်နေတယ်။သူတို့စစ်တပ်ပြန်ဆုပ်ပေးရတာများတယ်။အခုထိုးနေတဲ့စစ်ကြောင်းတွေကိုတော့ကျွန်တော်တို့ဘက်ကထိန်းနိုင်တာနည်းတယ်လို့ပြောဆိုထားပါရယ်။တနင်္လာရီတိုင်းအတွင်းမှာရှိတဲ့ PDF တပ်ဖွဲ့များကြားမှာပူးပေါင်းစစ်ဆင်ရေးအားနည်းနေပြီး PDF တပ်သားတွေကဒေသတွင်းတိုင်းလမ်းနှကိုင်းတပ်ဖွဲ့တစ်ခုဖြစ်တဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ထံကိုပူးပေါင်းသွားသူများလည်းရှိတယ်လို့၎င်းကဆက်ပြီးပြောပါတယ်။တပ်ပိုင်းဆိုင်ရာချုံရင်ချက်တွေကအများကြီးဖြစ်နေတာ။ခေါင်းဆောင်တွေကခေါင်းဆောင်မှုရည်သွေးမရှိဘူး။စီမံခန့်ခွဲမှုမှာအားနေတယ်။ခေါင်းဆောင်မကောင်းမှုဆိုရင်နောက်လိုက်တွေကယုံကြည်ဖို့ခက်ခဲတယ်လေ။ရဲဘော်တွေကထွက်ပြေးပြီးတော့တပ်ပိုင်းဆိုင်ရာချုံရင်ချက်တွေဖြစ်နေတာ။စီလုံးမှုမရှိတော့ဘူးဆိုတော့ကျွန်တော်တို့ကနေမြေတဖြည်းဖြည်းချင်းပေးနေရတာပါလို့လည်း၎င်းကပြောဆိုထားပါတယ်။အာနာသိန်းစစ်ကော်မရှင်ကဒီဇင်ဘာလ28ရက်နေ့ရွေးကောက်ပွဲပထမပိုင်းကျင်းပမဲ့နေရာထဲမှာ တင်းတင်းသားအတိုင်းတွင်တဝဲမြိတ်ကော်တောင်းနဲ့ဗုတ်ပြင်းမြို့နယ်များပါဝင်တယ်လို့ထုတ်ပြန်ထားပါတယ်။ဒါပြင်2026ဖေဖော်ဝါရီလမှာရွေးကောက်ပွဲဒုတိယပိုင်းအတွက်လောင်လုံတင်းတင်းသားရီရေဖြူပလောတရချောင်းနဲ့ကျွန်းစုမြို့နယ်များပါဝင်မယ်လို့ဆိုပါတယ်။အဲဒါကြောင့်ရွေးကောက်ပွဲမတိုင်မီတင်းတင်းသားအတိုင်းတွင်မှရှိတဲ့တော်လိုင်းတပ်ဖွဲ့များစိုးမိုးထားတဲ့ဒေသတွေကိုနေမည်စိုးမိုးမှုပြန်လည်ရရှိနိုင်ဖို့အပြင်းထန်ထိုးစစ်ဆင်နေခြင်းဖြစ်တယ်လို့အဆိုပါ PDF တပ်ဖွဲ့ဝင်ဟောင်းတူကပြောဆိုထားတာပဲဖြစ်ပါတယ်။ တင်းနေတိုင်းတိုင်း PDF စီရေးတာဝန်ခံကိုစတာကတော့ရွေးကောက်ပွဲတွေကိုပြင်းပြထန်ထန်ဆက်ကျင်နိုင်ဖို့လုပ်ငန်းရှင်များရေးဆွဲနေတယ်လို့ပြောပါတယ်။သူတို့လိုချင်တဲ့ရွေးကောက်ပွဲရလဒ်ကိုပဲပေါ့ဆောင်မဲ့ရွေးကောက်ပွဲဖြစ်တဲ့အတွက်လူလူတရအလုံးနိုင်တဲ့ဘက်ကနေဆက်ကျင်တော်လန်သွားဖို့လိုပါတယ်လို့လည်းတကောင်းကဆိုပါတယ်။2021ဆက်အာနာသိမ့်ပြီးနောက်အာနာသိမ့်စစ်တပ်ကိုတနိုင်ငံလုံးအတိုင်းအတာနဲ့တော်လန်တိုက်ခိုက်နေရမှာ ဒေါ်လာ၏တက်ဖွဲ့များအတွက်လက်နက်ခဲရန်လိုအပ်ချက်မှာကြီးမားနေဆဲဖြစ်ပါတယ်။ PDF တက်ဖွဲ့ဝင်တို့ကလက်နက်အင်အားကောင်းတဲ့ဒေါ်လာ၏တက်ဖွဲ့များထံပြောင်းရွှေ့နေကြတယ်လို့လည်း PDF တနင်္သာရီတိုင်းစီးရေးတာဝန်ခံကိုစတာကဆိုပါတယ်။ဒေါ်လာ၏ကိုစူးစူးဆိုက်ဆိုက်လှုပ်ချင်တဲ့ရဲဘော်တွေကလက်နက်အင်အားအားကောင်းတဲ့အစုအဖွဲ့တွေကိုကူးပြောင်းသွားတာမျိုးတွေလည်းရှိပါတယ်။တခြားတက်ဖွဲ့တွေကိုပြောင်းတာကကျွန်တော်ရဲ့လုံထုံးလုံနေနဲ့ညီဆက်လက်ဆောင်ရွက်ပြီးတော့ကူးပြောင်းပေးတာဖြစ်တယ်လို့လည်းသိရပါတယ်ခင်ဗျာ။ စေုပ်စုဟာဘေကျင်းမှလမ်းညွှန်ချက်အတိုင်းဝင်ငွေရရရာကြောင်းဖြစ်နေတာကတကြောင်းယခုအခါလက်နက်ကင်များဒရုန်းများစစ်သည်မော်များစက်တပ်ပါလာဂရိုက်တာများနဲ့ဂျင်းနီစီမံကိန်းများရှိရာလက်ဗရောင်းတောင်နဲ့ဂျင်းစင်တောင်တပ်ထုတွေများရှိရာကိုစုပြုံရောက်ရှိလာပြီးဖြစ်ပါတယ်မြန်မာစစ်တပ်ဟာတရုတ်ရဲ့မျက်နှာသာအပေးခံရဖို့အတွက်ရန်ညင်နိုင်ကျန်းရန်ညင်နိုင်ရန်ဖို့ဝင်မလေးကြတော့ပဲလက်နက်ကင်စစ်သားများကရွာများကိုမိရှို့လူရဲ့ လေကြောင်းမှပြစ်ခတ်တိုက်ခိုက်ခြင်းဖြင့်နေမြေများကိုရှင်းပေးနေကြပါတယ်။မြန်မာဝင်း20အစီရင်ခံစာအရ2020နဲ့2023မှာကြီးရွာပေါင်း22ရွာကိုမီးတင်ရှို့ခဲ့ပြီးဖြစ်တယ်လို့သိရပါတယ်။ထို့အတွက်တရုတ်ကုမ္ပဏီဝမ်ပေါင်းကရေနီယာကို34.82ကီလိုမီတာအထိချဲ့ထွင်လာနိုင်ခဲ့ပါတယ်။တစ်ဖက်မှာစကိုင်းတိုင်းတွင်းမှာရှိတဲ့တတိယမြောက်တကောင်းနီကဲတပ်တို့တွင်ကိုအမျိုးသားညီညွတ်ရေးအစိုးရတပ်များကထိ ंछ ုပ်ထားနိုင်ခဲ့ပါတယ်။ပြည်ဟော အာနာသိမိခြင်းကစလို့ယနေ့ထိယင်းနှိမ့်နှုတ်နယ်လာခဲ့ဒီမှာဒေါ်လာတန်း930ဖြစ်ရှိလာပြီးဖြစ်တယ်လို့သိရပါဗျ။ဒီဟုတ်ရဲ့တန်ငွေပိုင်လိုင်းများကရန်ပြေကျွန်းနဲ့မရီကျွန်းတို့မှာတွေ့ရန်လာခြင်းဖြစ်ပြီးပထမတစ်ခုကအာမန်ပင်လည်းရှိသဘာဝတန်ငွေများတည်ဆောင်ပေးပြီးဒုတိယပိုင်လိုင်းကအရှိအလဲပိုင်းနဲ့အာဖရိကမှရေနံစိမ်းများပို့ဆောင်ပေးနေပါဗျ။တရုတ်ဘက်ကခီးရှည်မိုင်ပေါင်း1200ခန့်တပ်တာသွားပါလေ။စေုပ်စုအဖို့က နိုင်ငံတွင်းရှိလျှက်စစ်တအားလုံလုံလောက်လောက်မရရှာတဲ့လူလူရဲ့ရှုံချလောင်ပြောင်စရာဖြစ်နေခဲ့ပါတယ်။တရုတ်တို့ကရန်ွေပိုင်လန်တလျှောက်စခန်းလေးကိုဖွင့်ပြီး20ရာခိုင်နှုန်းကိုမြန်မာအားထုတ်ပေးနေတယ်လို့သိရပါတယ်။အဆိုပါပိုင်လန်များကရုပ်မြန်မာ စီးပွားရေးစင်ကြံလမ်းမစီမံကိန်းရဲ့တစိတပိုင်းဖြစ်ပြီးရှီချစ်ပင်ကပင်၎င်းရဲ့ရဝန်းနဲ့လမ်းစီမံကိန်းအတွက်ဦးစားပေးများစွာလည်းကထိတ်တန်းဦးစားပေးလို့ပဲပြောဆိုထားပြီးဖြစ်တယ်လို့ဤကပဲ ၎င်းရဲ့မြန်မာတနိုင်ငံလုံးကိုမြေသို့ကင်တွယ်ရမယ်ဆိုတဲ့အပေါ်သဘောထားနှံ့ညွတ်ချက်တည်းဖြစ်လာပါတယ်။သို့သောတရုတ်မှအပေါ်ထက်ဆောက်အုံများကိုအသားတွေကလောက်ထွက်တဲ့ဆေးဥစုကို အားပြုပြီးမြန်မာမြေပေါ်မှာတိုးချဲ့နေမှုက၎င်းတို့အတွက်အနာဂတ်မှာရင်မအေးစရာဖြစ်လာနေပါတယ်။အကယ်၍ထိုင်ဝမ်အရင်းနဲ့ပတ်သက်ပြီးအမေရိကန်နဲ့ဆစ်ဖြစ်လာပြီးဆိုပါကအဆိုပါပိုင်လိုင်းများဟာအမေရိကန်တိုက်ရဲ့ပထမဆုံးတိုက်ခိုက်ချေမှုန်းခြင်းကိုမလွဲမသွေခံရတော့မှာဖြစ်ပါတယ်။လုံးလုံးဆယ်မှာတော့ ရုပ်တို့ကမထီးရမကန်ရဲ့ဆရာပစ္စည်းတစ်ခုတစ်ပွဲသဘောထားနေတော့လေထိုပိုင်လိုက်များဖြတ်တန်းရကပြည်တွင်းစစ်မီကြီးအရှိန်တင်းကြီးကြီးတောက်လောင်ရာဒေတာဖြစ်နေပါတယ်တရုတ်ဟာစစ်အုပ်စုအားဒေါ်လာ350ဘုခန့်စစ်လက်နက်များရောင်းချပေးခဲ့ပြီးဖြစ်တော်လေ၎င်းတို့ဖြစ်စေခြင်းသလိုထိရောက်မှုမရှိဖြစ်နေတာကြောင့်၎င်းတို့အကျိုးစီးပွားကိုကာဝယ်ဖို့လုံခြုံရေးအကြောင်းပြကတပ်သားများစီလိုပေးရသည့်အထိရုပ်ပြက်ဆင်းပြက်ဖြစ်လာနေပါတယ်ရုပ်တို့မြမမြေပေါ်ကိုထိုးသွို့ကျူးကျော်လာနိုင်မှုအတွက်လူလူမှာ ပိုင်လိုက်များကိုဖောက်ခွဲပြည့်ရန်အထိဒေါသတကြီးတောင်းဆိုလာနေတဲ့အတွက်ဒေါ်လာရေးအုပ်စုများကထိန်းထိန်းသိမ်းသိမ်းကင်တွယ်နေရတယ်လို့ဆိုပါရယ်။ဤဒီကိုရိတ်ဆားမိတဲ့ဘေကျင်းကလည်းစစ်အုပ်စုအားအကာအကွယ်ပေးရန်ပြောလာပြီးယူနန်ရှိလက်ခွဲများမှတစ်ဆင့်ဒရုန်းနဲ့ထောင်လိုင်းရေးနည်းပညာများလိုသလောက်ပံ့ပိုးလာခဲ့ပါရယ်။ရခိုင်ပြည်နယ်မှာတော့ပိုင်လိုင်းအားတနေရာမှာလွဲ၍ကြံအပိုင်းများကိုအာရခတက်တော်မှထိန်းချုပ်ထားပြီးဖြစ်နေပါရယ်။ပိုင်လမ်းများမှာဓာတ်ငွေခွဲတန်းပေးနေတဲ့ update စကန်များအားလည်းတော်လိုင်းတက်များကသိမ်းယူထားပြီးဖြစ်ပါတယ်။ တရုတ်ကောင်းဆောင်များဖို့အိမ်မပြောဆောင်မဝင်ရတမအေးစရာဖြစ်လာနေပြီး၎င်းတို့ရဲ့အနာဂတ်စီးရေးရည်မှန်းချက်များအတွက် ထောက်ပံ့ရေးလမ်းကြောင်းများကဤတို့များခံမှန်း၍မရတဲ့တော်လိုင်းတက်များရဲ့လက်ဝယ်မှာရှိနေပါလားဆိုတဲ့အတွေးများကြောင့်ပဲဖြစ်ပါတယ်။တရုတ်ကွန်မြူနတီပါတီကမြန်မာနိုင်ငံအတွင်းမတည်ငြိမ်မှုများကိုစစ်အုပ်စုမှကင်တွယ်နိုင်လိမ့်မယ်လို့ short track ခဲ့ရမှာခင်းသလိုဖြစ်မလာပဲမခံမှန်းနိုင်တဲ့အရှုပ်ခင်းများကြားရောက်လာနေပြီဖြစ်ပါတယ်။ကိုကန့်ဒေတာမှလည်းကိုမွေးတဲ့မြောက်ကိုပြန်ချောက်ခံရပြီး ။ online ဝင်လိမ်ကိုင်းများဝင်းကြီးဝင်းငယ်နဲ့လောက်ကိုင်းမှာထွက်ပေါ်လာခဲ့တဲ့နမူနာများလည်းရှိနေပါတယ်။လက်တော်မှာပဲ၎င်းတို့နယ်စပ်လုံးကျုံရဲ့အတွက်စစ်အုပ်စုကဲ့သို့ပင်လက်သက်မွေထားတဲ့မြေမီသားစုဝင်အလုံးကိုတည်တံပေးလိုက်ပြီးဖြစ်ပါတယ်။ထိုရေးကိုဖြည့်ရှင်းဖို့အတွက် online ဝင်လင်ကများရဲ့ကြံရပါဖြစ်တဲ့စေုပ်စုအားသင်ခန်းစာပေးဖို့ MNDA ကိုမိစိမ့်ပြလာခဲ့ပါတယ်။ MNDA ကလည်းအခွင့်ကောင်းယူကောင်းညီတော်သုံးဖို့မဟာမိတ်အဖွဲ့နဲ့အတူလာရှို့ထီတက်သိမ်းဖြစ်ခဲ့ပါတယ်။ ဆေးဥစုပြိုလဲတော့မဲ့ရေးကြောင်းတရုတ်တို့ချီမကန်မီလက်မကန်မီဖြစ်လာကောင်း MNDA ခေါင်းဆောင်ကိုပြန်ပေးဆွဲဖြစ်လေးဖြစ်စနစ်နဲ့အကုန်ဖိတ်ဆိုက လာရှုပ်ကိုပြန်ပေးရသည့်အထိအကြက်ကင်ခဲ့ရပါတယ်တရုတ်ဆိုရကမဲအောင်လိုင်းအောင်နိုင်ငံအကြီးအကဲဖြစ်အတိမတ်လည်းမပြူတန်းတူရီတူလည်းမဆက်ဆံခြင်းသို့သောအချိန်မလားဖြစ်လာနေတာကို တွေ့မြင်ရတာကြောင့်2024နိုဝင်ဘာမှာမဲခေါင်အစည်းအဝေးလာထက်ဆိုကပြည်ဝင်ဝင်ပေးလာခဲ့ပါတယ်ဆေးဥစုအားရေးချင်းမရှိမှန်းသိတော့လဲ အာနာရှင်များဖြစ်ပြီလေဒေါ်လာရင်အုပ်စုများထက်ပို၍အသုံးဝင်မှဂျော်နန်ဟန်အိမ်တော်ရှိအာနာရှင်များကသဘောပေါက်လာကြ၍လည်းဖြစ်ပါတယ်။ကြခြင်းလုံးလိုက်ရေးတက်တော်ကိုလည်းရှားပါမြေသားတရုနဲ့ပတ်သက်ပြီးထိုနည်းအတိုင်းပိတ်ဆို့အကြက်ကင်လာကြပါတယ်။သို့တော့ကချင်တို့ကအလျှော်မပေးတာကြောင့်ဆွေးနွေးရဖို့အထီးဖြစ်လာခဲ့ပါတယ်။တရုတ်တို့ဟာထိုးထိုးသောခြေနေများကြောင့်မြန်မာနိုင်ငံအတွင်းရာလိစစ်စီမံကိန်းခုနှစ်ခုအတွက်ဒေါ်လာဘီလီယံ၃၀ ၎င်းတို့80ရာနှုန်းပိုင်ဆိုင်ထားတဲ့ကြောက်ဖြူရင်တဲ့စိတ်ကန်းအတွက်ဒေါ်လာ9.3ဘီလီယံထည့်ဝင်ထားပြီးမြေထာနာဖောက်လို့ရေးစီမံကိန်းအတွက်ဒေါ်လာ8.9ဘီလီယံမြှုပ်နှံဖို့ရှိနေပါတယ်။လက်ရှိအချိန်မှာမြန်မာဟာအချုပ်အခြာအာဏာပိုင်သေးရလားလို့မေးစရာဖြစ်လာပြီးတရုတ်ဆိုရထံသို့ဒေါ်လာဘီလီယံပေါင်းများစွာအကျွေးတင်နေပါတယ်။မြန်မာနိုင်ငံရှိနိုင်ငံရေးသမားများကလည်းအတိုးလိုက်ခွဲပြီးကွန်မြူနစ်ပါတီဗဟိုသင်တန်းကျောင်းမှာသဘောတရားရေးသင်တန်းတက်နေရပါတယ်။ကံဝရန်ရေးတဲ့စကမ်းကလည်း ရုပ်ရည်တဲ့စစ်သည်မော်များချစ်ကြည်ရေးဆိုကဝင်ကျင်တိုင်းဝင်ထွက်ကျင်တိုင်းထွက်နှွေကြပြီးဖြစ်ပါတယ်။လက်ရှိမှာအဖြစ်ခက်ရင်စည်အားမကိုတော့ပဲတရုတ်ကရွေးကောက်ပွဲလုပ်ခိုင်းလာပါတယ်။ဆေးဥစုလုပ်ပေးမဲ့ရွေးကောက်ပွဲဆိုတာကလည်းတရုတ်တို့နားလည်လို့တဲ့အထိုက်ခံမရှိတဲ့ရွေးကောက်ပွဲမျိုးဖြစ်နေပါတယ်။တရုတ်တို့စီမံနေတာကတရားဝင်အစိုးရပုံစံအရောင်းချေပေးပြီးကံမကောင်းအကြောင်းမလားဖြစ်နေကြတဲ့မဲအောင်လိုင်းကိုဖယ်ရှားနိုင်ရန်ကြံစီနေခြင်းဖြစ်ပါတယ်။၎င်းတို့ရဲ့ဝင်ရောက်ဆက်ဖက်မှုကြောင့် ဖြည့်ရှင်းရန်ခက်ခဲလာတဲ့ပြဿနာကိုပုံမိုးရှုပ်ထွေးလာတော့မှလည်းဖြစ်ပါတယ်။ဒီသူတို့ရဲ့ခုခံတော်လှန်စေမောက်ချအောင်ရမည်။